မေလ9ရက်နေ့အတွက် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်အနီး KNU တပ်မဟာလေးနယ်မြေတဝဲခရိုင်ထိခိဒေသမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုထိုးစစ်ဆင်ရမှာအခုမေလဆန်အတွင်းစစ်သားနဲ့ရဲအင်အား40ခန်းဟာနယ်စပ်မြင်းကိုဖျက်ပြီးထိုင်းနိုင်ငံထဲဝင်ပြေးသွားတယ်လို့သိရပါတယ်ရှင်။ကရင်ပြည်နယ်ဒီမော့ဆိုမြို့နယ်အနောက်ခြမ်းကိုစစ်ကောင်စီလေတပ်မင်းကမေလ6ရက်ညနေပိုင်းမှာစဲချိန်ထက်မနည်းဘုံကျဲတက်ခတ်ရမှာ လူထိခိုက်မှုမရှိပေမဲ့ဒေသခံတချို့အစိတ်အသက်ဝေဒနာခံစားနေရတယ်လို့ဆွရှောင်းအရေးကူညီသူတချို့ပြောပါရရှင်။ရှမ်းပြည်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းဒေသမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပါတယ်။တောင်ခမ်းဒေသမှာစစ်ကောင်စီတပ်ရဲ့အမြောက်တပ်ရင်းတွေရှိပြီးတော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ယူထားတဲ့နေရာတချို့ကိုစစ်ကောင်စီတပ်ကပြန်လည်သိမ်းယူတာတွေရှိခဲ့ပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ကတောင်ခမ်းနဲ့6မိုင်ကျော်ပဲဝေးတဲ့နောင်လင်ကျေးရွာအထိရောက်နေတာဖြစ်ပါရရှင်။ မန္တလေးမြို့ဦးပိုကျင်းထောင်ရဲ့အမျိုးသမီးအဆောင်တွေမှာရာဇဝတ်မှုတွေနဲ့ထောင်ချနေတဲ့အချင်းသူတချို့ကနိုင်ငံရေးအချင်းသူတွေအပေါ်လိန်တူအကြမ်းဖက်မှုကျူးလွန်တာတွေရှိနေတယ်လို့သိရပါတယ်။ကျူးလွန်သူတွေဟာမူရင်းမှုလူရမှုနဲ့ထောင်ချတဲ့အမျိုးသမီးတွေဖြစ်ပြီးသူတို့တွေဟာအမျိုးသားအဖြစ်လိန်စိတ်တိမ်ညွတ်သူတွေဖြစ်ကြတယ်လို့နိုင်ချင်းမိသားစုဝင်တွေကပြောပြပါရရှင်။